်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တက္ကသိုလ်မျိုးရှိညောင်ဘက်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များမီးရှို့ရှင်းလင်းတဲ့ဆွေးနွေးသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပြည်တော်တက္ကသိုလ်မြို့နယ်ရှိညောင်ဘက်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များမီးရှို့ရှင်းလင်းခဲ့ကြောင်း OPRF PLA အဖိနှိတ်ခံပြည်သူတော်လန်ရေးအင်အားစုထံမှသိရပါတယ်။နိုဝင်ဘာ22ရက်နေ့ည9:25မိနစ်ခန့်တွင်နေပြည်တော်တက္ကသိုလ်မြို့နယ်ညောင်ဘက်ကျေးရွာရှိ မြောက်ဘက်ရေကင်းစခန်းကို OPRF PLA အဖိနှိတ်ခံပြည်သူ့တော်လှန်ရေးအင်အားစုကဝင်ရောက်မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါရေကင်းစခန်းတွင်2023ခုနှစ်ညလယ်ပိုင်းတိုင်းအကြံဖက်စစ်ကောင်စီတပ်သားများလီလာကြော်ကြောင်ဝင်ရောက်တက်ဆွဲနေထိုင်ခဲ့သောရေကင်းစခန်းတစ်ခုဖြစ်ပြီးလက်ရှိတွင်အကြံဖက်စစ်ကောင်စီတပ်သားများတက်ဆွဲနေထိုင်ခြင်းမရှိတော့ကြောင်းသိရပါတယ်။မြောက်ဘက်ကျေးရွာရှိစာတင်ကျောင်းနှင့်ဖုံးတော်ကြီးကျောင်းတို့တွင်အကြံဖက်စစ်ကောင်စီတပ်သားများက ကား6စီးဖြင့်ရောက်ရှိနေပြီးစစ်တပ်မှအင်အားများထပ်မံဖြည့်တင်းရန်ကြိုးစားနေကြောင်းသိရပါတယ်။ဆက်လက်ပြီးမုံရွာမန္တလေးလမ်းပိုင်းတွင်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား22ဦးသေဆုံးနိုင်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား22ဦးသေဆုံးနိုင်ကြောင်း People Different for စောက်မုံရွာမှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ22ရက်နေ့ညနေ4:30မိနစ်ခန့်အချိန်ချောင်းဦးမြို့နယ်နေရီကန်ကိမ်းမှထွက်လာသော အင်အား30ခန်းပါခြေလင်းစစ်ကြောင်းကိုဒေါ်လာရေးတက်ဖွဲ့များကနှစ်ရီခန့်နဲ့ရေးပိုးစားအကြရှိဒေလာကြောက်ခွဲဆက်အနီးတိုင်းပရိသာမိုင်းနှလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား22ဦးသေဆုံးနိုင်ပြီးဒေါ်လာရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေဘက်ကတော့ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေး22ယောက်ကတော့သေဆုံးနိုင်ပါတယ်။အခြေအနေတော်တော်ဆိုးတယ်လို့သိရတယ်။ကျွန်တော်တို့ရေးပေါ်တွေအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု Prepare Different Phone စောင့်မုံရွာမှတာဝန်ရှိသူတအုပ်ကပြောဆိုပါတယ် ။အလားတူနိုဝင်ဘာ20ရက်နေ့ကလည်းချောင်းဦးမြို့နယ်နေရီကန်စစ်တပ်ကိမှဒိုင်းနာ6ပြီးကတစည်းဖြင့်ထွက်လာသောစစ်သားများကို People Different Front စောင့်မုံရွာအဖွဲ့ကနေရီကန်နှင့်ရေပိုးစားကြရှိနေလာ6ခွဲဆက်အနီးတွင်ပရိသာမိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်သားများထိခိုက်မှုရှိတော်လဲအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ဆလပီမြောက်ရီတောင်ပတ်မင်းလက်ပံရွာမှာတိုက်ပွဲဖြစ်နေတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်ကမင်းလက်ပံကြီးရွာကိုစစ်ကြောင်းထိုးလာဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာ6တော်လှန်ရေးပူးပေါင်းတပ်တို့အကြောင်းဒီနေ့နိုဝင်ဘာ22ရက်နေ့မနက်ပိုင်းကတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါရယ်။မနေ့နိုဝင်ဘာ22ရက်ကစပြီးမြောက်ပိုင်းမြို့နယ်မြောက်ပိုင်းဘောလီလမ်းမပေါ်ရှိအင်ချင်းမြိုင်ကြီးရွာကနေမင်းလက်ပံကြီးရွာဘက်ကိုစစ်ကြောင်းပြန်ထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ6ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တို့အကြောင်းမင်းလက်ပံရွာတွေမှာတိုက်ပွဲဖြစ်ပွားနေပါရယ်။ ဒီနေ့မနက်၈နာရီကျော်အချိန်ကစပြီးနှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေပြီးတိုက်ပွဲနှစ်ရက်တာအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မင်းလက်ပံကျေးရွာကတရုတ်ကြားဖြန့်ဆိုင်တဲ့ကိုလက်နက်ကြီးတွေကြားရောက်ပောက်ကွဲခဲ့ရာ၃ဦးထိခိုက်မှုရှိခဲ့တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။တရုတ်ဆိုင်ထဲလက်နက်ကြီးကြီးနှလုံးကြားတဲ့မနေ့ကမင်းလက်ပံကိုစစ်တပ်ဝင်လို့ရသွားတယ်။ညနေပိုင်းမှပြန်ဆုတ်သွားရတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။မင်းလက်ပံရွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကအထိနာနေတယ်လို့လည်းကရင်သတင်းရင်းမြစ်ကပြောပါတယ်။ ရဝတီဘောလီလမ်းပိုင်းတစ်လျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကအင်ဂျင်မြန်ရွာကနေတဆင့်စစ်ကြောင်းထိုးလာတယ်လို့ထီးမဲ့ဝါခီနဲ့ရတေကူရွာဘက်ကနေလည်းစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ရဝတီမြို့တောင်ပတ်ချမ်းထိုင်းမြန်မာနယ်စပ်နှောင်းမှာရှိတဲ့မင်းလက်ပံကျေးရွာဟာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA တပ်ဖွဲ့ထိန်းချုပ်တဲ့ရွာတရွာဖြစ်ပြီးအဲ့ဒီကျေးရွာထဲမှာတရုတ်ကြဖြန့်လုပ်ငန်းတွေအများပြားရှိတယ်လို့သိရပါတယ်။မင်းလက်ပံတိုက်ပွဲကြောင့်ဒေသခံရွာသူရွာသားတွေဘေးလွတ်ရာနေရာစီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဆောင်းတွင်းကာလရောက်ရှိလာပြီးဖြစ်တာကြောင့်စစ်ဖေးရှောင်တွေအတွက်အနှွေးတွေနဲ့စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့လည်းစစ်ရှောင်အရေးကူညီပေးနေသူတွေစီကသိရပါတယ်။ဆက်လက်ပြီးချောင်းနဲ့နှမောင်မြို့နယ်တို့တွင်စစ်သားများလိုက်ပါလာသောကားတစ်စီးစစ်ကြောင်းနှင့်ခိတ်စခန်းတို့ကိုတိုက်ခိုက်မှုစစ်သားလေးဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းချောင်းမြို့နယ်တွင်အမတ်သုံးပြည်တော်စုလမ်းပိုင်းပေါ်ဖြတ်တန်းသွားလာသောစစ်ကားများလိုက်ပါလာသောကားတစ်စီးကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရန်စစ်သားလေးဦးသေဆုံးခဲ့ကြောင်းတိုက်ကာဖိုက်တာဖို့မှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါသည် နိုဝင်ဘာလ18ရက်နေ့တွင်6မြို့နယ်အမှတ်3ဖီတောင်စုလမ်းပိုင်းပေါ်၌ဖျက်တမ်းသွားလာနေသောစစ်သားများလိုက်ပါလာသည့်ကားတစ်စီးကိုထော်လန်ရေးတပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှစစ်သားလေးဦးသေဆုံးခဲ့ပြီးထော်လန်ရေးရဲဘော်တအုပ်လည်းမြင်းမြစွာကြာဆုံးခဲ့ကြောင်းသိရပါသည်စစ်ခွေး9កောင်လိုက်ပါလာသောကားတစ်စီးကိုတိုက်ခိုက်ခဲ့တာပေါ့စစ်ခွေး၄កောင်ကနေရာတင်သေးတယ်ကားပေါင်းနဲ့တကောင်ပဲဒဏ်ရာနဲ့ပြန်ပါသွားတယ်ကားကအပြစ်ခံရတော့နည်းနည်းအချိန်လျှော့ပြီးပြန်ပြစ်ပြီးအတင်းမောင်းပြေးသွားတာ အဲ့ဒီမှာကျွန်တော်တို့တော်လန်ရစ်တက်ခွဲဘက်ကရဲဘော်တအူထိခိုက်သွားတယ်။စစ်ခွေးတွေဘက်ကလက်နဲ့ခရင်ရရှိတာမျိုးမရှိလိုက်ဘူး။၆ဘက်ကနေလက်ဖက်ရည်တောက်ပြီးမြောက်ဝတီကိုအပြန်ပါလမ်းတနေရာမှာတိုက်ခိုက်ခဲ့တာပါအဲ့ဒီနေရာမှာကျွန်တော်တို့တော်လန်ရစ်တက်ခွဲဘက်ကရဲဘော်တအူမြင်းမြတ်စွာနဲ့အသက်ပေးခဲ့ရတယ်ဟု Tiger Fighter 4မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကမကွေးတိုင်းနယ်စည်းမခြား Tiger Fighter 4နဲ့၆မျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကာဖောင်၆မျိုးနယ်အတွင်းရှိတော်လန်ရစ်မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် အလားတူမကွေးတိုင်းနှမောင်းမြို့နယ်တွင်လည်းစစ်တပ်စစ်ကြောင်းနှင့်မြို့အဝင်ဒိတ်စခန်းတို့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People Different Organization နှမောင်းမှသတင်းထုတ်ပြန်ထားပါသည်။ဒူဝေမာလာ12ရက်နေ့တွင်နှမောင်းမြို့နယ်အရှိချမ်းဂွေးတောက်ကုန်းရွာမှထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှမောင်းပြည်သူ့ကောက်ွယ်ရေးတပ်နှမောင်းပကဖားကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအထွက်ကိုတည်ပြုနိုင်ခြင်းမရှိပေတော်လည်းရေးရဲပေါ်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် အလားတူယနေ့နိုဝင်ဘာ22ရက်နေ့နနက်6:30မိနစ်ခန့်တွင်နမ်မောင်မြို့အဝင်မြောက်ဖက်ဂိတ်ကိုနမ်မောင်မြို့နယ်ပါကာဖားကဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှတိုက်ခိုက်တိုက်ဆုံမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိပေတော်လန်ရဲရဲဘော်များအထူးကမရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးမြောက်ပရီနယ်ပေါင်မြို့နယ်ရှိခြေရွာများကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူများထိခိုက်မှုရှိတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြောက်ဒီမြို့နယ်ရှိစုကလီရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြည့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာ20ရက်နေ့မိုးလယ်2:55မိနစ်ခန့်ကစတင်ပြီးစုကလီရွာကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာ၊ဝိုင်တွဲလေရင်တို့ဖြင့်ဘုံ20ကျော်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်တောင်းဤလေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိပြီးစာတင်ကျောင်းဆောင်များနှင့်အစာအုပ်များထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည် ဖျူရီထိခိုက်မှုရှိတယ်လို့တော့ကျွန်တော်တို့သိရတယ်။စေခွေးတွေကဂျက်ဖိုက်တာတစ်စီးဝိုင်းတွဲလျင်တွေနဲ့ဘုံ၂၀ကျော်တဲချတိုက်ခိုက်သွားတာဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။အလားတူမကွေးတိုင်းပေါင်းမြို့နယ်တွင်ရှိခြေရွာများကိုလည်းအကြမ်းဖက်စစ်တပ်ကလျင်ဂျိုင်ရိုကော့ပတာများဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောပါတယ်။ရှင်းနေနိုဝင်ဘာလ22ရက်နေ့နနက်အစောပိုင်းမှစတင်ပြီးတရားဥလီတမတက်လာသောဂျက်ဖိုက်တာတစ်စီးနဲ့ဝိုင်တွဲလျင်တစ်စီးသည့် ပေါင်းမြို့နယ်အရှိမြောက်ချမ်းနေအနောက်မြောက်ချမ်းရှိခြေရွာများကိုလေကြောင်းတိုက်ခိုက်မှု၁၀ကြိမ်ထက်မနည်းပြုလုပ်ခဲ့ကြောင်းသိရပါသည်။အလားတူရှနေမိုးလဲ၁၂နာရီကျော်ခန့်တွင်ပေါင်းမြို့နယ်အရှိမြောက်ပိုင်းရှိခြေရွာများကိုမုံရွာမြို့နောက်မှခမတက်လာသောဂျိုင်ရိုကော့ပတာ၃စီးကလေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ကြောင်းထိုလေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းဒေသခံပြည်သူများကပြောဆိုပါသည်။ထို့ပြင်ပေါင်းမြို့နယ်အတွင်းမြေပြင်မှလည်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းလေးကြောင်းဖြင့်စစ်ကြောင်းထိုးနေ၍ကျေးရွာ 42ရွာမှပြည်သူ3500ခန့်ဒီဆက်ရတောတောင်များအတွင်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်ဆလဘီဗမော်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေစစ်ကော်မရှင်ကစစ်ကြောင်းများခွဲ၍စစ်ကြောင်းထုတ်နေပြီးလေကြောင်းပစ်ကူဇက်တိုက်ပေးနေရတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့တွင်စစ်ကော်မရှင်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကော်မရှင်ကစစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်းထုတ်နေကြောင်းသိရပါတယ်။ ဗမာမျိုးတွင်ရှိစစ်ကော်မရှင်ပြန်လည်ထိန်းချုပ်ထားသည့်နေရာများကို KIA ကတကြောပြန်သိမ်းယူပြီးနောက်စစ်ကော်မရှင်ဘက်ကလေရင်ပစ်ကူများပါနေ့စဉ်အသုံးပြုလာကြောင်းသတင်းရင်းမြစ်ထံမှသိရပါသည်စစ်တပ်ဘက်ကလူအင်အားဖြည့်ကူနဲ့သူတို့တက်ချင်းလက်ချင်းချိတ်ဆက်နိုင်တဲ့အနေထားကိုရောက်လာပြီးထိုးစစ်ပြန်ဆနိုင်ခဲ့တဲ့ပုံ KIA ကခိတ္တဆုပ်ပေးခဲ့တဲ့နေရာတွေကိုအခုပြန်သိမ်းနေပါတယ်ဟုကချင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်တန်ချက်ကတက်ရင်တတရ8006ဂိတ်ပေါအနီတီတိုက်ပွဲရှိနေပြီးစက်တင်ဘာလအတွင်းကလည်းတန်ချက်ကတက်ရင်နောက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်ရှင်တပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံမှုများပြခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းနိုဝင်ဘာ19ရက်နေ့ကခလာရ48အနောက်ဘက်ကကင်းစခန်းနဲ့ရွှေပြည်သား KPC ဖျားကြောင်ကုန်းတို့ကို KIA ကပြန်လည်တည်ယူခဲ့ပါတယ်။စစ်ကော်မရှင်ကစီးရဲရအရေးပါတဲ့ဖြူဟာမြောက်နေရာများကိုစစ်ကြောင်၃ခုခန့်ခွဲပြီးဖျက်ချက်တိုက်ခိုက်လာပြီးဗမော်လမ်းမကြီးတစ်လျှောက်နေမြေစိုးမိုးနိုင်ရန်စစ်ကြောင်ဖျက်လာနေခြင်းဖြစ်ပါတယ်။ လေကြောင်းမှလည်းတိုက်ပွဲဖြစ်ပွားရာနှင့်အမှတ်27စစ်စင်ရေးကိုခဲမှုဌာနချုပ်စာကာခ27အနီကိုတနေ့လရင်အနည်းဆုံး၃ချိန်ဒီပါလရင်ပြစ်ကူပေးထားကြောင်းကချင်တရင်ရင့်မြများထံမှသိရပါတယ်စစ်ကော်မရှင်ကဗမော်တိုက်ပွဲပြည်လဲထိုးစစ်ဆင်လာနိုင်တဲ့အတွက်စာကာခမှုနှင့်88တပ်မမှုတို့ကိုယာတုတိုးပေးပြီးဖွာရဖြတ်မှုများပြုလုပ်လာပါတယ်စစ်ကော်မရှင်ဖွာရဖြတ်တရင်စာများတွင်လည်းဗမော်ကိုစစ်တပ်ကပြည်လဲထိန်ချုပ်နိုင်ပြီဟုဖော်ပြပြီးနောက် KIA ကစီးရင်နေမြေတချို့ကိုတကြောပြန်ပြည်လဲသိမ်းယူလာခြင်းဖြစ်ပါတယ်